မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ14ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNB နဲ့ဖားဆောင်မြို့မှာရှိတဲ့စစ်ကောင်စီရဲ့လက်ကျန်ခလာရ135တပ်ရင်းကိုထိုးစစ်ဆင်တိုက်ခတ်ရာစစ်သားအများအပြားထိခိုက်မှုရှိပြီးတော့နှစ်ဦးထက်မနည်းကိုအရှင်ဖမ်းဆီးရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ9ရက်နေ့ကဖားဆောင်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့လက်ကျန်ခလိုက်ရ1300တပ်ရင်းကိုအလဲပိုင်းတိုင်းအထူးစစ်စင်ရေးတပ်ဖွဲ့ကတော်လိုင်းရေးမဟာမိတ်တပ်ပေါင်းစုများနဲ့အတူတိုက်ခိုက်ခဲ့ရာစစ်ခွင်းနှကောင်ကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။အလားတူပဲအခြားမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဘက်ကလည်းဖမ်းဆီးရရှိမှုများရှိခဲ့တယ်လို့သိရပါတယ်။ဖမ်းမိတာကဇွန်လ9ရက်နေ့ကတိုက်ပွဲကပါကျွန်တော်တို့မဟာမိတ်တွေပေါင်းပြီးတော့တိုက်တာပါ ကျွန်တော်တို့ကတော့နှစ်ယောက်ပဲမိတယ်အခြားအဖွဲ့တွေလည်းသူတို့မိတာတွေသူတို့ထုတ်ပြန်ပါလိမ့်မယ်တိုက်တဲ့အဖွဲ့တွေကတော့များတယ်ဗတ်ပေါင်းစုံကနေစစ်ကြောင်းထိုးပြီးတိုက်တာဆိုတော့မိတာတွေကို KNDF ကလည်းတင်ပါလိမ့်မယ်စုစုပေါင်းဘယ်နှစ်ယောက်လဲဆိုတာတော့မရေတွက်မိဘူးလို့အလေးပိုင်းတိုင်းအထူးစစ်စင်ရေးအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်ဖားဆောင်မြို့မှာရှိတယ်အချမ်းဘတ်စစ်ခွေးတိုက်ရဲ့ ခလိုက်ရ134135စခန်းသိမ်းတိုက်ပွဲများအတွင်းမှာအလဲပိုင်းတိုင်းအထူးစစ်စင်ရေးတပ်ဖွဲ့ကရဲဘော်10ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့စေကူတာမှုများခံယူလျက်ရှိတယ်လို့သိရပါဗျ။အလားတူပဲအခြားညီနောင်မဟာမိတ်တပ်ပေါင်းစုများဘက်ကလည်းကြာဆုံးသွားတဲ့ရဲဘော်များရှိတယ်လို့သိရပါဗျ။လက်ရှိအခြေအနေကတော့စစ်ကစိုင်ထားတော့မှာပဲဇွန်လ25ရက်ကနေဇက်တိုက်စတိုက်ကြတာပါတိုက်ပွဲကနားလိုက်ဖြစ်လိုက်ပါပဲ။ ်မိဘပြည်သူတွေအနေနဲ့လုံလုံခြုံခြုံဂယူးဆိုင်နေပေးကြပါရန်သူကရန်သူပီတာတယ်ဘာမှမကြည့်ဘူးပြည်သူလည်းနားမလည်ဘူးဒါကြောင့်ဂယူးဆိုင်ပါလို့ပဲတိုက်တွန်းကြပါတယ်လို့အလဲပိုင်းတိုင်းအထူးစစ်စင်ရေးအဖွဲ့ကတာဝန်ရှိသူကပြောကြားထားပါတယ်အလဲပိုင်းတိုင်းအထူးစစ်စင်ရေးတပ်ဖွဲ့ဟာ2024ခုနှစ်နှစ်ကုန်ပိုင်းကစပြီးတော့ဗော်လကဲမြို့နယ်ဖားဆောင်မြို့နယ်စစ်ဒေသများမှာဒေသခံညီနောင်မားမိတ်တပ်ဖွဲ့များနဲ့စစ်ရေးပူးပေါင်းလှုပ်ဆောင်လျက်ရှိပြီးတော့2024ခုနှစ်ဒီဇင်ဘာလ31ရက်နေ့မှာရဲဘော်တအူးကြာဆုံးခဲ့ရတယ်လို့သိရပါတယ်အလဲပိုင်းတိုင်းအထူးစစ်စင်ရေးတပ်ဖွဲ့အနေနဲ့ ်စစ်အာဏာရှင်စနစ်ကိုအမြင့်ပြတ်ကြာရှုံးတဲ့အထိဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားမယ်လို့အတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းစိတ်ဖြူမြို့နယ်မှာစစ်ရင်တန်းနဲ့တန်းချောင်းဓာအကွဲယုံဆောင်တဲ့စစ်တပ်ကိုတိုက်ခိုက်ခဲ့ရာစစ်ခွေးဆယ်ကောင်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ10ရက်နေ့မနက်7:15မိနစ်ကစိတ်ဖြူမြို့ကနေကားလေးစီးနဲ့ထွက်လာတဲ့မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအုပ်ချုပ်ရေးမှူးစိတ်နကတ်ဦးဆောင်တဲ့အင်အား90ခန့်ပါတဲ့စစ်ခွေးများကိုစိတ်ဖြူတန်းချောင်းလမ်းပိုင်းတနေရာမှာမိုင်းဆွဲတိုက်ခိုက်ရာ စစ်ခွေခုနှစ်ကောင်နေရာမှာရင်ပွဲချင်းပြီးတိုက်ဆုံပြီးတော့သုံးကောင်အပြင်းထန်တန်းရရှိသွားတယ်လို့သိရပါတယ်။တ냥ဓာအခွဲယုံကိုလူအချင်းပြောင်းလို့ဖို့ထွက်လာတာပါ။စိန်နဂတ်ကထွေဥကဦးစီးမှုပါ။သူကပဲစစ်ခွေတွေကိုဥဆောင်နေတာ။သူကမြို့ပေါ်နဲ့အနီးနားကရွာတွေကအစပေါ်တာဆွဲတာကိုသူကိုယ်တိုင်ပဲဥဆောင်ပြီးလုပ်နေတာပါ။ ပြည်သူတွေအနေနဲ့စစ်ရင်တန်းအနေနဲ့ခက်ခွာခွာကနေမောင်းနေပေးကြဖို့တောင်းဆိုချင်ပါတယ်လို့၆မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့သခင်ဖိုးလာကြီးတပ်ခွဲကတာဝန်ရှိသူကရှင်းပြထားပါတယ်။အလားတူပဲဇူလိုင်လ၁၀ရက်နေ့ည၁၀:၃၅မိနစ်အချိန်မှာအင်အား80ခန်းနဲ့တပ်ဆွဲထားတဲ့ဆလင်းမြို့နယ်တညောင်ဓာအခွဲယုံနဲ့ကင်းမုံဝင့်နေတဲ့စစ်တပ်ကို60မမလက်နက်ကြီးနဲ့၆လုံးပြစ်ခတ်ခဲ့ရာစစ်သား၃ဦးသေဆုံးပြီး၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတက်ခတ်မှုကိုသခင်ဖိုးလာကြီးတပ်ဖွဲ့၆ ပခောက်ကူခေရအမှတ်လေးတက်ရင်တက်ခွဲတင်နဲ့တက်ခွဲနှစ်တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူကာကွယ်တပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့တောင်ကိုရီးယားမှာရှိတဲ့စစ်ကောင်စီရဲ့တန်ယုံမှာသခိုင်းငလျင်ဘေးအတွက်ကိုရီးယားနိုင်ငံကလှူဒန်းငွေများအပါအဝင်အမေရိကန်ဒေါ်လာ9သိန်းကျော်အလွဲသုံးစားမှုဖြစ်ပွားပြီးတော့တန်ယုံဝန်ထမ်းတအုပ်ဖြစ်တဲ့နေဦးလိုင်ကိုစစ်ခွေးတပ်ကနေပြည်တော်ကိုပြန်လည်ခေါ်ယူပြီးတော့ဖမ်းဆီးစစ်ဆေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တောင်ကိုရီးယားနိုင်ငံစိုးမြုံမှာရှိတဲ့စစ်ကောင်စီရဲ့တန်ယုံမှာသခိုင်းငလျင်ဘေးအတွက်ကိုရီးယားနိုင်ငံသားများကလှူဒန်းထားတဲ့ငွေများ ဗီဇာနဲ့ကောင်းစစ်ရေးရာလုပ်ငန်းများကနေရရှိထားတဲ့ငွေများကိုရီးယားရောက်မြန်မာအလုပ်သမားများထံကနေပြီးတော့အခွန်ငွေနဲ့ပတ်စပို့တက်တန်းတိုးကအဖြစ်နဲ့ရရှိထားတဲ့ငွေချင်းများအပါအဝင်ပြည်သူပိုင်းငွေချင်းအမေရိကန်ဒေါ်လာ9သိန်းကျော်ကို2023ခုနှစ်ကနေ2025ခုနှစ်ဧပြီလအတွင်း အကြိမ်ကြိမ်လိန်လယ်ထုတ်ယူမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထုတ်ယူမှုကိုစစ်ကောင်စီတန်ယုံကဝန်ထမ်းနှင်းဦးလိုင်ကလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်2025ခုနှစ်ဧပြီလ3ရက်နေ့မှာနှင်းဦးလိုင်ကိုနေပြည်တော်ကိုပြန်လည်ခေါ်ယူခဲ့ပြီးတော့ယခုအခါဖန်စီအရေးယူထားတယ်လို့သိရပါတယ်။၎င်းနေထိုင်ရာအင်ကိုဆက်ဆေးရမှာရွှေငွေများအပါအဝင်အမေရိကန်ဒေါ်လာ3သိန်းတန်ဖိုးခန့်ကိုစစ်ကောင်စီကပြန်လည်သိမ်းဆည်းရရှိထားတယ်လို့သိရပါတယ်။ နေဦးလိုင်ရဲ့ငွေကြေးလိမ်လည်မှုဟာစစ်ကောင်စီတန်အမတ်တန့်စင်မသိရှိပဲမလုံဆောင်နိုင်ဘူးလို့သိရပါတယ်။တန်အမတ်တန့်စင်ဟာကြံရပါအဖြစ်နဲ့ပါရှိနိုင်ပြီးတော့စစ်ကောင်စီကတန်အမတ်တန့်စင်ကိုမြန်မာပြည်ကိုပြန်လာရန်ခေါ်ယူထားတော့လေလက်ရှိတောင်ကိုရီးယားနဲ့မြန်မာစစ်ကောင်စီကြားဆက်ဆံရေးဟာအဆင်မပြေဖြစ်နေတယ်လို့ပြောပါရတယ်။ဒါကြောင့်နောက်ထပ်တန်အမတ်ထမှန်ဆေလုတ်ခတ်ရန်ဟာအခက်အခဲများရှိနေတဲ့အတွက်တန်အမတ်တန့်စင်ကိုပြန်လည်ခေါ်ယူရေးဟာအကြောင်းပြချက်များစွာနဲ့ကြံ့ကြာနေတဲ့အခြေအနေရှိနေကြောင်းသတင်းရရှိပါရခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်စီကရွေးကောက်ပွဲအတွက်ဆိုပြီးတော့ electronic mail base နဲ့အပတ်စဉ်တက်တင်နှများကိုထွေအုပ်ရုံးများမှာစတင်ဖွင့်လှစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇူလိုင်လ14ရက်နေ့မနက်9:00နာရီကစတင်ပြီးတော့ရန်ကုန်တိုင်းသက်ဆိုင်ရာမြို့နယ်များအတွင်းမှာရှိတဲ့ထွေအုပ်ရုံးများဓမ္မရုံးများမြို့နယ်ခန်းမနဲ့ရဲစခန်းများမှာ electronic mail ပိတ်ဆက် MEVN အသုံးပြုနည်းတင်နှန်းများကိုစတင်ပို့ချပေးနေတယ်လို့သိရပါဗျ။အဲ့ဒီတင်နှန်းကိုစီပင်ဝန်ထမ်းများ၊ကျန်းမာရေးဝန်ထမ်းများ၊ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များဝန်ထမ်းများနဲ့ထွေအုပ်ဝန်ထမ်းများတက်ရောက်လျက်ရှိတယ်လို့သိရပါဗျ။ဒါ့အပြင်ရွေးကောက်ပွဲမှာမဲယုံဝန်ထမ်းလှုပ်ဆောင်မဲ့သူတွေရှားပါလာခြင်းကြောင့်ရက်ကွာလိုက်အုပ်ချုပ်ရေးမှူးများကိုလည်းဖိအားပေးပြီးတော့အတင်းအဓမ္မလူရှာခိုင်းနေတယ်လို့သိရပါဗျ။ရန်ကုန်မှာတော့ဒီနေ့ကစပြီးတော့စီပင်ကျမ်းမာရေးရွေးကော်နဲ့ထွေးဥတွေကဝန်ထမ်းတွေကို electronic မဲပေးစနစ်တင်နန်းစတင်တင်ကြားနေတယ်လို့သိရပါတယ်။အရင်ရွေးကောက်ပွဲမှာလိုမျိုးမဲယုံဝန်ထမ်းလုံးမဲ့သူရက်ွက်ထဲမှာရှာဖို့ကမလွယ်ဘူး။လုံးကြမဲ့သူလည်းမရှိဘူး။ရက်ွက်ကော်မရှင်ဥက္ကဋ္ဌလုံးမဲ့သူမရှိတဲ့လောက်ဖြစ်နေတယ်။တပ်ဆိုင်ရာရက်ွက်အလိုက်အုပ်ချုပ်ရေးမှုတွေကိုရွေးကော်ဥက္ကဋ္ဌလုံးမဲ့သူနဲ့ရက်ွက်မဲယုံဝန်ထမ်းအတွက်အတင်းလူရှာခိုင်းနေပါတယ်လို့ရန်ကုန်ကဌာနဆိုင်ရာအရာရှိတအုပ်ကရှင်းပြထားပါတယ်။ အလားတူပဲအေယာဝတီတိုင်းမှာလည်းအကြမ်းဖက်စစ်ခွေးတပ်ကနန်စီဒီယမ်ကြောင်းဆရာဆရာမအများကိုအီလက်ထရောနစ်မဲပေးစနစ်အပတ်စဉ်တက်တန်တန်းတိုက်ရောက်ရန် PRP လှုပ်ဆောင်နေကြောင်းဒေတာဒရင်းသတင်းရင်းမြစ်ကပြောပြထားပါတယ်ဒီနေ့ဇူလိုင်လ14ရက်နေ့ကစတင်ပြီးတော့ဟင်းဒရခရိုင်အတွင်းနန်စီဒီယမ်ကျောင်းဆရာဆရာမများကိုအီလက်ထရောနစ်မဲပေးစနစ်တင်နန်းတက်ရောက်ရန်မြို့နယ်ပညာရေးမှူးများက PRP စေခိုင်းနေပြီး တင်နန်းပြက်ကွက်တဲ့သူတွေကိုထိရောက်စွာအေးအေးယူဆောင်ရွက်သွားမယ်ဆိုပြီးတော့ချင်းချောင်းနေချောင်းတည်ရပါတယ်ဟင်းဒရခရိုင်မှာနန်းစီဒီယမ်ကြောင်းဆရာဆရာမတွေကို electronic maybe စနစ်ဆက်အသုံးပြုမှုနဲ့ပတ်သက်ပြီးတော့တင်နန်းပတ်စင်တစ်ကိုစတင်ဖွင့်လှစ်တယ်အင်ကပူမြို့နယ်ပညာရေးမှူးချိုချိုခိုင်ကအတေးအကျဖိအားပေးစေခိုင်းတာတွေပြုလုပ်နေပါတယ်ဆရာဆရာမတွေကတက်ရောက်ဖို့ညင်းဆိုတာတွေရှိပေမဲ့ပြက်ကွက်ရင်ထိရောက်စွာအေးအေးယူမယ်လို့ချင်းချောင်းနေတယ်လို့ဒေတာရင်းသတင်းရေးမြစ်ကပြောကြားထားပါတယ်ရွေးကောက်ပွဲမဲပေးဆက်တင်နန်းများကို မင်းမင်းခိုင်ဒုမြို့နယ်ပညာရေးမှုဦးဆောင်တဲ့အဖွဲ့ကကွင်းကောက်ဒေသမှာရှိတဲ့စာသင်ကျောင်း54ကျောင်းကိုတနေ့ကိုကြောင်းနှုံးနဲ့တွားရောက်ဆက်ဆေးရန်လဲညွှန်ကြားထားပြီးတော့အဲ့ဒီအဖွဲ့များရောက်ရှိလာပါကထမင်းကျွေးရခြင်းအရက်ဘီယာတိုက်ရခြင်းနဲ့ဆိုင်ကယ်စီပိုးများပါတပ်ဆိုင်ရာကျောင်းများကစိုက်ပေးနေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်ဂျားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကို အစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာနေစဉ်မပြတ်အစဉ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ KNB နဲ့ဒီမော့ဆိုမြို့နယ်မှာအကြက်ဖက်စစ်ခွေးတပ်ကအရဲသားစီကန်းကိုလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခတ်မှုများလှုံ့ဆော်ခဲ့တဲ့အတွက်ပြည်သူနှောက်ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့ဇွန်လ14ရက်နေ့မနေ့တနအိဝင်းကျင်မှာအကြံဖတ်စစ်ခွေးတပ်ကပေါင်100ဝင်းကျင်ရှိတဲ့ဘုံများအုံပြုကဒီမော့ဆိုမြို့နယ်ကိုလေချောင်းတိုက်ခတ်မှု၃ချိန်ပြုတ်လုခဲ့ခြင်းဖြစ်ပြီးစေကန်းအပါအဝင်အဆောက်အုံ၂ခုနဲ့ကားတစ်စီးလည်းထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗျ။လေရင်နှစီးရှေ့စဉ်နောက်ဆက်ဘုံကျဲသွားတာပါ။စေပေကန်းနေရာကိုအဓိကကျဲချခဲ့တာရည်ရွယ်ချက်ရှိရှိနဲ့တတ်တတ်မှတ်မှတ်ကိုဘုံလာကျဲတယ်လို့ထင်ပါတယ်။မိုးတွင်လည်းမိုးမရွာတဲ့ရက်တွေဆိုရင်လေရင်လာတော့တာပဲ။ ်မိုးများရင်တော့လေမမြင်ရဘူးလို့ဒေတာကန်စေပင်းဆောင်ပြည်သူတို့ကရှင်းပြထားပါတယ်အလားတူပဲဇွန်လလ9ရက်နေ့ကလည်းကရင်ပြည်နယ်မော်ချီတွေတာလိုလော်ထီးကြီးွာကိုလည်းအကြမ်းဖက်စစ်ခွေးတပ်ကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးတော့ကလင်းငယ်9ဦးအပါအဝင်ပြည်သူ9ဦးသေဆုံးကပြည်သူများထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်စစ်ခွေးတပ်ရဲ့လုံရများဟာကရင်ပြည်သူများကိုဥတီပြီးတော့တိုက်ခိုက်နေတာဟာထင်ရှားကြောင်း The Coordination Team for Emergency Relief KNY ကထုတ်ပြန်ကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မဂွေတန်တရက်မြို့မှာအကြမ်းဖက်စစ်ခွေးတပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့စစ်မှုထမ်းတပ်သားတဲ့တအူးဟာလက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့အလင်းဝင်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လ25ရက်နေ့ကမကွေးနယ်ရခိုင်အဆက်မှာရှိတဲ့စစ်ခွေးတိုက်ရဲ့နယ်ရေကန်စခန်းကုန်းမှာရှိတဲ့ကင်းစခန်းတစ်ခုမှာတာဝန်ကျနေတဲ့အချိန်စစ်မှုထမ်းတပ်သားတဲ့ကိုမောင်ဟာလက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့တရက်ခဲယမ်းအမှတ်လေးတိုင်ရင်ကိုချိတ်ဆက်ပြီးထွက်ခွာလာခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတဲ့ကိုမောင်ဟာ MA1 တနက်တလက် MAG ပေါက်3ခု 5.56G တရာတော့ equipment တခုတို့ကိုယူဆောင်လာပြီးတော့ထွက်ပြေးလာခြင်းဖြစ်တယ်လို့သိရပါဗါးအလင်းဝင်ရောက်လာတဲ့သူကစစ်မှုထမ်းတင်တဲ့အပတ်စဉ်ကိုးကပါ တရက်မြို့မှာအပြင်သွားရင်းနဲ့ဖမ်းဆီးပေါ်တာဆွဲခံရတာပါစစ်မှုရန်တပ်သားတွေကရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့မှာစစ်မှုရန်တင်တန်းတက်ရောက်ခဲ့ရပါတယ်အခုဆိုရင်စစ်မှုရန်တင်တန်းကအပတ်စဉ်15အထိတောင်မှလူသစ်စုဆောင်တဲ့အနေအထားတွေရှိသွားပြီပေါ့ပြည်သူလူထုတွေအနေနဲ့သတိလက်လွတ်မထားဘဲနဲ့အမြဲတမ်းသတိထားစောင့်ကြည့်ဖို့တော်လိုင်းရေးသတိတွေနဲ့နုံနုံကြကြရှိစေခြင်းပါတယ်အလင်းဝင်လို့တဲ့တမတော်သားတွေကိုလည်း PDF ရဲဘော်တွေကအမြဲတမ်းကြိုးစုံနေပါတယ်လို့တရက်ခေအမှတ်၄တိုက်ရင်ကတောင်းရှိသူကပြောပြထားပါတယ် အခုလိုအလင်းဝင်လာတဲ့စစ်မှုရန်တပ်သားတဲ့ကိုမောင်ကိုတရက်ခဲအမှတ်လေးတရင်ကလက်နဲ့ခဲအများယူဆောင်လာတဲ့အတွက်ငွေကျပ်330ဂွန်ပြုစုချင်းမြေပေးခဲ့တယ်လို့သိရပါဗါးအကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်ကနေရုံးထွက်ပြီးတော့ပြည်သူ့ဘက်ကိုကူးပြောင်းလာသူများကိုလည်းချိတ်ဆက်ခေါ်ယူသွားမှာဖြစ်တယ်လို့တရက်ခဲအမတ်လေးတိုင်ရင်ကတာဝန်ရှိသူကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆိတ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ